ငွေတွေကိုမချစ်ပါနဲ့ကျွန်တော်အခုပြောမယ့်အရာတစ်ခုကိုပဲချစ်ပါအဲ့ဒါဆိုလို့ရှိရင်တော့ချမ်းသာကြွယ်ဝမှုတွေရလိမ့်မယ်ပျော်ရွှင်မှုတွေရလိမ့်မယ်စိတ်ချမ်းမြေ့မှုတွေရလိမ့်မယ်ပြီးရင်စိတ်ငြိမ်းချမ်းခြင်းကိုလည်းရပါလိမ့်မယ်လူတယောက်ဒီငွေတွေကိုချစ်ပြီဆိုလို့ရှိရင်အဲ့ဒီငွေတွေကိုသူက တက်မှတ်တယ်ပြီးတော့ဘာဖြစ်လဲဆိုတော့လောဘတက်နေတယ်အဲ့ဒီငွေဒီအပေါ်မှာအဲ့တော့ဘယ်တော့မှငွေတွေကသူ့အတွက်ပြည့်တယ်ဆိုတာမရှိတဲ့အတွက်စိတ်ဖိစီးမှုတွေတိတ်ကိုများပါတယ်ဒါကြောင့်မို့ကျွန်တော်ပြောတာကငွေတွေကိုမချစ်နဲ့လို့ပြောတာပါအဲ့တော့ဟုတ်ပြီကျွန်တော်တို့ကငွေတွေကိုမချစ်ရင်ဘာကိုချစ်ရမှာလဲဆိုတော့တခုပဲချစ်ပါအဲ့ဒါကငွေရှာတဲ့နီလန်းတွေကိုချစ်ပါ အဲ့တော့ငွေတွေမချစ်နဲ့ငွေရှာတဲ့နီးလန်းတွေကိုချစ်အဲ့တော့ကိုကငွေရှာတဲ့နီးလန်းတွေကိုချစ်ပြီးဆိုလို့ရှိရင်ကိုကဖန်တီးနိုင်မှုတွေကျွန်တော်တို့လုပ်နိုင်လိမ့်မယ်အဲ့တော့ကျွမ်းကျင်မှုတွေတိုးတက်လာမယ်ငွေရှာတဲ့နီးလန်းတွေကိုကရှာနေတာဖြစ်တဲ့အတွက်โอเคဒီဟာကငါကျွမ်းကျင်ပြီဆိုလို့ရှိရင်ဒီငွေတွေငါရှာနိုင်တော့မယ်နောက်ပြီးတော့မှထပ်ပြီးတော့မှဒီအရာတွေကိုငါတီထွင်စမ်းသစ်တော့မယ်ဆိုလို့ရှိရင်ငွေတွေပို့ရမယ်အဲ့တော့ဘာဖြစ်လာမလဲဆိုတော့ပို့ပြီးတော့မှတီထွင်စမ်းသစ်လာနိုင်မယ် ပြီးရင်ငါလူတွေကိုကူညီမယ်လူတွေကိုကူညီခြင်းအားဖြင့်ငွေတွေငါပို့ပို့ရလာလိမ့်မယ်ဆိုပြီးတော့မှ နားလည်ထားတယ်ဒါကြောင့်မို့ကျွန်တော်ပြောရသေးပါလဲဆိုတော့ငွေတွေကိုမချစ်ဖိနဲ့ငွေရှာတဲ့နီလန်းတွေကိုပဲကျွန်တော်တို့ချစ်ပါ နော်အဲ့တော့ချစ်မယ်ဆိုလို့ရှိရင်ကိုကပြဿနာတွေဖြေရှင်းတတ်လာမယ်ကိုရဲ့ရည်မှန်းချက်တွေ ကောင်းလာမယ်ကိုရဲ့စွမ်းဆောင်ရည်တွေလည်းဖွံ့ဖြိုးလာမယ်ကိုရဲ့တန်ဖိုးတွေလည်းတက်လာပါလိမ့်မယ် ကြောက်ဖို့ကျွန်တော်တို့ကပါလို့ရပါမယ်ဆိုတော့ကိုယ့်ရဲ့ skills တွေကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုယ့်ရဲ့လုပ်နိုင်ခြေတွေကိုကိုကငွေအဖြစ်နဲ့ပြောင်းနိုင်ပါလိမ့်မယ်။အခုဆိုလို့ရှိရင်လည်းကျွန်တော်ဟလာငွေတွေကျွန်တော်ချစ်မနေဘူးနော်ဝင်လာတဲ့ငွေတွေတော့သုံးသိတဲ့နေရာမှာသုံးတယ်စားသိတဲ့နေရာမှာစားပလိုက်တယ်လှူသိတဲ့နေရာမှာလှူတယ်ဒါပေမဲ့ဘာလို့ပဲချစ်တယ်ဆိုတော့ငွေရှာတဲ့မင်းနန်းတွေကိုပဲကျွန်တော်ချစ်တယ်။အဲ့တော့ငွေရှာတဲ့မင်းနန်းတွေကျွန်တော်မျိုးစုံစူးစမ်းနေတယ်ရှာနေတယ်တင်နန်းတွေနိုင်ငံတကာတင်နန်းတွေတက်တယ်နော်တက်ကြွမှုတွေပိုတိုးလာအောင် လုပ်တယ်ကို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 ကြီးကိုသူကြီးတက်လာအောင်လုပ်တယ်ကို ရဲ့အုံနောက်ထဲမှာရင်းနှီးမြုပ်နှံနေအဲ့တော့ဘာဖြစ်လာလဲဆိုတော့ငွေရှာတဲ့နီလန်းတွေပူပူပြီးတော့မှသိလာပါတယ်ဒီကြောင်းနေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကြောင်းနေကနေမိတ်ဆွေတွေဒီဂျိုးရုံတွေရလိမ့်မယ်လို့ကျွန်တော်ပြောနေပါတယ်ကိုတို့ကဂျိုးရုံတွေရလိမ့်ဆိုလို့ရှိရင်တော့ထုံးစံအတိုင်းနဲ့ comment မှာ yes လို့ရေးပေးပါဦးဒီဗီဒီယိုစုံချောင်ကြည့်ပြတော့လေကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညာလေးအောင်ပါမင်္ဂလာရှိသောနေ့နေဖြစ်ပါစေ